တောင်ဟူသူလားတဲ့မမကတဲ့ဆိုတော့ဒီ reply လေးကိုခဏနေပြောပြပေးမယ်နော်ပထမဆုံးပေါ့နော်ညီမပြောပြမှာကကြတော့လေညီမကတောင်ဟူမှာအမေနဲ့ဖေကပေါ့နော်အခြေချမယ်လို့ပြောတဲ့အချိန်မှာပထမဆုံးမြင်တဲ့သူတွေမှာပါတယ်ပေါ့နော်တောင်ကမသွားနေမယ်ဆိုတဲ့ခါကျတော့ညီမကလေမနေချင်ဘူးတောင်ကြီးမမနေချင်ဘူးအဲအဲ့လိုမျိုးရှေ့ဆုံးကနေပြောပြီးတော့စိတ်တွေကောက်ပြီးတော့ဗောနောအိမ်နဲ့အတိုက်ခံလုပ်တဲ့ထဲမှာပါတယ် အာအမေကကြတော့တောင်ကူသူပေါ့နော်ဒီတောင်ကူမှာမွေးတယ်တောင်ကူသူဆစ်ဆစ်ပြည့်ရဲ့ခါကြတော့ဗောနော်တခြားအလုပ်ကိစ္စတွေနဲ့နောက်ပိုင်းတွေမှာကြတော့အဲတမျိုးပြီးတမျိုးပြောင်းရတဲ့ဟာမျိုးတွေရှိတယ်ဗောနော်ဆိုတော့အဲ့လိုမျိုးတောင်ကူကိုလေတကယ်ကိုမနေချင်းခဲ့ဗောနော်ဒါပေမဲ့ညီမအခုဆိုတောင်ကူမှာနေရဆိုလို့ရှိရင်10နှစ်နေပါရှိတော့မယ်ဗောနော်ဆိုတော့ တောင်ကူကိုဘလို့ဖြစ်သွားလဲဆိုအရန်ချစ်သွားတာလုံးဝတောင်ကို fall in love ဖြစ်သွားပေါ့နော်ဘလို့လဲဆိုခီးတွေဘာတွေသွားမယ်ဆိုရင်တောင်မှတနေရာမှာတညအိတ်ရမယ်ဆိုတော့မအိတ်ချင်တော့တောင်ကူပြန်မယ်ဆိုတာကြီးပဲဘာလို့လဲဆိုတော့တောင်ကူမှာနေရတာလေကိုယ့်ကိုအိမ်လို့ခံစားရရပေါ့နော်အဲ့တော့ဘယ်ခီးပဲတော့သွားညီမတောင်ကူပဲပြန်လာဖြစ်တော့တယ်ပေါ့နော်အဲ့လိုတောင်ကူချစ်သွားပါပေါ့နော် ဆိုတော့ညီမတောင်ကူသူလာမမအားလို့မိထားတဲ့ခါမှာညီမကတောင်ကူသူအစ်စ်တော့မဟုတ်ဘူးညီမအမေတို့ကတော့ဟုတ်တယ်ညီမအမေတို့ရဲ့မွေးရဲ့မြေပေါ့နော်အဲ့တော့ညီမတို့ကဒီဘက်မှာအခုအခြေချတဲ့သဘောမျိုးပေါ့နော်ညီမကတော့ဒီတောင်ကြီးမှာမွေးပါတယ်ညီမကိုတောင်ကြီးမှာမွေးတယ်ဘာလို့ဆိုအမေတို့အလုပ်ကိစ္စနဲ့တောင်ကြီးရောက်ရင်းနဲ့ပေါ့နော်ညီမအမတောင်ကြီးမှာမွေးပါတယ်မွေးရဲ့စာတီးကတော့တောင်ကြီးပါဒါပေမဲ့အခုညီမအတောင်ကူမှာနေနေပါတယ်လို့အဲ့ဒါလေးပြောချင်ပါတယ်ဒါပေမဲ့ညီမဆိုရင်အခု ိုရင်တောင်ဝူသူတွေထက်တောင်မှာတောင်ဝူသူဖြစ်နေပါပြီလို့ဟုတ်အဲ့ဒါလေးပြောပြချင်တာပါဒါကျေးဇူးတင်ပါတယ်